ကျမရဲ့ပြည်သက်တီအားလုံးအီလီယန်အဖွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမနီယာ25ရက်ဆယ်လ2025မှာတည်ဆူဖြောပြတဲ့အချိန်ပေါ့နော်ဟပ်အတက်နဲ့လဲကြပြီးတော့ဘဝတဘာကိုရောက်ရှိသွားတယ်အန်ဒီထရေစီရဲ့သားအဆိုတော်အဒီနိုအကြောင်းအားလုံးလည်းသိပြီးကြမယ်လို့ထင်ပါတယ်အခုကျမဒီဗီဒီယိုမှာတော့ဒီကိုအဒီနို ဖြစ်ခဲ့တဲ့ hack attack ပေါ့နော်ဒီ hack attack ကြောင့်အားလုံးကိုလည်းဘဝတူတာရစီခြင်းတဲ့အတွက် hack attack ဆိုတာဘာလဲကျမတို့ဒီဘယ်လိုမျိုးကိုကိုကိုအာဒီနှလုံးနဲ့ပတ်သက်ရင်ကျင့်စင်ထားတဲ့လေဆိုတဲ့အကြောင်းအရာလေးကိုလာရောက်မျှဝေပေးရမှာဖြစ်ပါတယ် hack attack ပေါ့နော်နှလုံးရဲ့တိုက်ခိုက်မှုရဲ့လေဝတ်ချက်ကိုကိုကကို့အနီးအနားလူတွေကိုကိုကကိုမှဒီလိုမျိုးနှလုံးရောဂါရှိရဆိုရင် ြိုပြီးတော့ပြပြထားဖို့လိုပါတယ်ဒီနှလုံးကနှလုံးဟိုပေါ့နော်တိုက်ခိုက်တဲ့အချိန်တိုင်းမှာရပတ်အောင်လေဆိုပြီးတော့ရုပ်ရှင်ထဲမှာမြင်ရတာကတကယ်တော့မဟုတ်ဘူးပေါ့နော်တခါတလေမှာကျမတို့တွေနှလုံးရောဂါခံစားနေရတဲ့လူတွေဆိုရင်လေဘင်းနဲ့မီယူကအောင့်ပြီးတော့ချွေးစည်းပြန်တာမအီမသားဖြစ်တာအသက်ရှူမဝတာတွေခံစားရတဲ့ဒီလိုမျိုးဖြစ်ပြီဆိုရင်နှလုံးကအရန်ကိုအချက်ပေးနေပြီပေါ့နော်သူ့မှာအရန်ကို emergency SOS ဖြစ်နေပြီပေါ့နော်အဲ့လိုမျိုးဖြစ်နေပြီလို့နှလုံးကအချက်ပေးနေတာပဲဖြစ်ပါတယ်။ဘာကြောင့်မလို့ဒီအကြောင်းဝါတိထားတဲ့လဲဆိုတော့ကျမတို့ရဲ့မြန်မာနိုင်ငံမှာနှလုံးသွေးကြောဆိုင်ရာယောဂါတွေကအသက်အန္တရာယ်ထိခိုက်မှုအများဆုံးအကြောင်းရင်းတွေကတခုပါ။အသက်၄၀ကျော်နောက်ပိုင်းဆိုရင်တော့ကျမတို့တွေပို့ပြီးတော့စစ်ဆေးတက်နေမယ်အခုခေတ်အခြေအနေနဲ့ဆိုရင်တော့အသက်30ဝန်းကျင်နေလေဖြစ်နေပါပြီအချိန်မီကုသနိုင်မယ်ဆိုရင်အသက်ရှင်နိုင်ခြင်းအများကြီးရှိပါတယ်ဆိုတော့ဒီယောဂလက္ခဏာတွေပေါ်လာရင်ဘယ်လိုလုပ်ရမလဲပေါ့နော် ရင်ပန်းအောင်လာအပြင်လေပင်နဲ့မီးရိုးအောက်ပိုင်းအောင်လာနောက်ကျောပေါ့နော်နောက်ပိုင်းကဆိုရင်ကျောယိုးကြီးနောက်နောက်ပိုင်းကကျောဘက်ကိုပြန့်လာတာလေနောက်ချွေးစည်းပြန်ပြီးတော့မအီမသားဖြစ်တာလေအသက်ရှူမှုကဖြစ်တာလေဆိုရင်တော့ကိုကလုံလဆာအလုတ်ကိုချက်ချင်းရပြဖို့လိုပါတယ်နောက်အနားယူပါမယ်တတောင်တတရှိရဲ့နေရာမှာထိုင်ရမယ်အဲကိုမမဟုတ်ဘောနော်ကိုအနီးနားလူတွေဒီလိုဖြစ်နေပြီဆိုရင်လေကိုက ုသပြီးတော့ပြုစုဖို့အတွက်ကိုဒီအချက်တွေကိုသိထားရမယ်။နောက်အကူအညီကိုတောင်းရမယ်။ကုပိနာကလူတရားရောက်ကိုကိုကိုယ်တိုင်ဖြစ်နေရဆိုလဲကျွန်တော်ကျမနှလုံးမကောင်းထင်နေဆိုပြီးတော့ပြောအဲဒါမှမဟုတ်ကုပိနာကလူတရားရောက်ဒီလိုဖြစ်တယ်လို့ကိုပြောပြီးဆိုလို့ရှိရင်လည်းအဲစေးယုံကောင်းစချင်းခေါ်ဒါမှမဟုတ်သူ့စေးယုံစေးကောင်းစချင်းသွားခိုင်းလူအပ်တဲ့စေးဘက်ဆိုင်ရာအကူအညီကြီးအရေးပေါ်ဝန်ဆောင်မှုတွေကိုလုပ်ဖို့အတွက်မြ мян အရေးတကြီးပြင်ဆင်ဖို့လိုအပ်တယ်ဒါက အစာရင်ကြောင့်မဲတို့ဒါခဏနေပြန်ကောင်းသွားမှာပဲဆိုပြီးတော့ပေါ်စာလို့မရဘူးအဲဒီလိုမျိုးနှလုံးအောင့်နေဆိုတာက အရန်ကိုခုနပြောလိုမျိုးပေါ့နော်ချွေးစည်းရပြန်လာတဲ့အသက်ရှူတွေလုံးဝမဝတော့ဘူးဒီလိုမျိုးဆိုရင်အရန်အရေးကြီးတဲ့အချက်လက်တွေဖြစ်ပြီးဆိုတော့ကျမတို့တွေဒါကိုဘယ်လိုကာကွယ်လို့ရလဲပေါ့နော်နှလုံးတိုက်ခိုက်မှုကိုကာကွယ်ဖို့အတွက်ကခက်ခဲတဲ့အရာတော့မဟုတ်ဘူးနေတိုင်းလုံးနေကြအလေးအထလေးရှိရဆိုရင်ပြင်လိုက်ရုံပါပဲအဓိကကတော့ဆေးလိပ်ကိုဖြတ်ပါဒါဆေးလိပ်တောက်တဲ့သူတွေဆိုရင်တော့ပို့ပြီးတော့တည်တာလိမ့်မယ်ဒါအရေးကြီးဆုံးအဆင့်ပေါ့နော်နောက်တစ်ခုကလမ်းလျှောက်ပါတနည်းကိုမိနစ်30လောက်ပုံမှန်လမ်းလျှောက်ပေးဖို့လိုပါတယ်အစားအသောက်ကိုဂရုစိုက်ပေးပါ အစီအငန်းအချို့လျှော်စာဟင်းဒီဟင်းရွက်တတိဝနံပူစားပြီးနောက်စိတ်ဖြစ်စီမှုထိမ်းပါတရားထိုင်တာတခြင်းနာထောင်တာအေးဝါအိတ်တာတွေလုပ်ပါနောက်ကိုယ့်ရဲ့ ကျမ်းမာရေးအခြေအနေကိုပုံမှန်စစ်ဆေးဖို့လိုပါတယ်။သွေးပေါင်ခြင်း၊ဒါမှမဟုတ်သွေးရင်းတကြားဓာတ်နဲ့ကိုလက်စတရောတွေဒါတွေကိုပုံမှန်စစ်ဆေးပါ။ကျမအခုပြောနေတဲ့ဗီဒီယိုကိုကြည့်လိုက်တဲ့သူတွေရောဒါမှမဟုတ်လို့ရှိရင်အာဘောနော်ဒီဗီဒီယိုကြည့်ပြီးတော့မျှဝေပြီးစင်တဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့မျှဝေပြီးလို့ရတယ်။ဘာလို့လဲဆိုတော့ကျမတို့တွေရဲ့ ဒီခန္ဓာကိုယ်အတွက်ပေါ့နော်အရင်အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့နှလုံးကိုလည်းကျမတို့တွေတော်တော်များများမိထားလို့မရဘူးတကယ်ကြီးကိုနှလုံးရောဂါအခုနပြောသလိုမျိုးပေါ့နော် heart attack စဖြစ်ပြီဆိုလို့ရှိရင် ပထမဆုံးအခြေအနေလဲဆိုရင်ခုနပြောသလိုကျမတို့ဒီအစဉ်ပြေးနေရာလေးမှာတသက်သက်သာထိုင်နေအခြေအနေမျိုးဆိုရင်တော့ကျမတို့အလူအသက်အနေရောမထိခိုက်စေပေမဲ့လုံးဝအောင်နောက်ဆုံးအခြေအနေရောက်တယ်ဆိုလို့ရှိရင်လူအသက်အနေတွေထိခိုက်စေတဲ့အတွက်ကြောင့်မလို့အားလုံးပဲဒီဗီဒီယိုလေးကိုကိုကိုတိုင်ရောကိုအနီနာလူတွေရောမျှဝေပေးခြင်းနဲ့အဒီပေါ့နော်ကျမတို့ရဲ့တလုံးယောဂါကိုကောက်ွယ်ပေးလို့ရရဲဆိုတဲ့အကြောင်းတင်ဆက်ပေးလိုက်ရပါတယ်